ားလုံးပဲမင်္ဂလာပါဒီတစ်ခေါက် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာတော့ကျွန်တော်တို့ TikTok account မှာ hashtag တွေကိုဘယ်လိုမျိုးသုံးပြရမလဲပေါ့နော် hashtag ဆိုတဲ့နေရာမှာ for you ที่ရောင်းမဲ့ hashtag တွေကိုကျွန်တော်တို့ဒီ TikTok account မှာဘယ်လိုမျိုး share ပေးရမလဲအဲကိုယ့်ရဲ့ account မှာဘယ်လိုမျိုး free break ထားရမလဲပေါ့နော် ready made သုံးတဲ့အခါမှာအဆင်ပြေအောင် free break ထားပုံထားနေအဲကျွန်တော်ဒီ for you ที่ရောင်းမဲ့ hashtag တွေကို TikTok ရဲ့ server ကနေပြီးတော့ဘယ်လိုမျိုးရိုက်ရှာရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အသေးသေးပြောပြရှင်းပြပေးတော့မှာဖြစ်ပါတယ် TikTok လည်းရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အဓိကလိုအပ်မှာက ဟုန်ကီရဲ့ကိုတစ်ချက်သွားအောင်ပါဖြစ်တယ်။ဟုန်ကီရဲ့ကိုတစ်ချက်သွားအောင်ပါဖြစ်တယ်။ပြီးတော့ပြန်စာပေါင်းမှာကျွန်တော် hashtag ကိုရိုက်ရှာမှာဖြစ်ပါတယ်။ hashtag ဆိုတာလေးကိုတစ်ချက်ရိုက်လိုက်။ရိုက်ပြီးတော့ရင်ကျွန်တော်စဉ်းစားအောင်မှာကကိုယ့်ရဲ့လုပ်ငန်းကဥပမာဘာလုပ်ငန်းလဲပေါ့။ဥပမာ band aid တွေကိုကိုယ်ကရောင်းနေတာလား။ဒါမှမဟုတ်ရင်ကျွန်တော် beauty salon နဲ့ပတ်သက်တဲ့လုပ်ငန်းလား။ဒါမှမဟုတ်ရင် mobile phone နဲ့ပတ်သက်ပြီးလုပ်တဲ့လုပ်ငန်းလားပေါ့။နောက်ဆက်ပြီးကိုယ်လုပ်တဲ့ product ပေါ်မူတည်ပြီးတော့ကျွန်တော် hashtag နဲ့ရိုက်ရှာမှာဖြစ်ပါတယ်။ကျွန်တော် band aid ကိုနမူနာထားပြီးရိုက်ပြပေးမှာဖြစ်ပါတယ်။ ဒါဆိုရင်ကျွန်တော်ဒီ bandage ဆို hashtag bandage ဆိုတာလေးခံပြီးတော့ဆဆဆိုတာချက်နေလိုက်ပေါ့နော်နေလိုက်ရင်ကျွန်တော်ဒီအဲ့ဒီ bandage နဲ့ပတ်သက်ပြီးတော့ထိတ်ဆုံးကကျွန်တော် video တွေပေါ့နော်ပြောရရင်တော့ပေါ်ယူရောက်ထားပြီးသား video တွေ bar ဖြစ်တဲ့ video တွေလူသုံးများတဲ့အဲကျွန်တော်ဒီထိတ်ဆုံးမှာဖြစ်နေတဲ့ video တွေဒီမှာတွေ့ရမှာဖြစ်ပါတယ် TikTok လေးရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အဓိကလောရမှာက honky ရဲ့ကိုတစ်ချက်ပြောရမှာဖြစ်တယ် ဟုတ်ကဲ့တော့ဒီချက်သွားမှာဖြစ်တယ်ပြီးသွားပြီရင်စပွားမှာကျွန်တော် hashtag ကိုရိုက်ရှာမှာဖြစ်ပါတယ် hashtag ဆိုတာလေးကိုဒီချက်ရိုက်လိုက်ရိုက်ပြီးသွားရင်ကျွန်တော်စဉ်းစားမှာကကိုယ့်ရဲ့လုပ်ငန်းကဥပမာဘာလုပ်ငန်းလဲပေါ့ဥပမာ brand တွေကိုကိုယ်ကရောင်းနေတာလားဒါမှမဟုတ်ရင်ကျွန်တော် beauty salon နဲ့ပတ်သက်တဲ့လုပ်ငန်းလားဒါမှမဟုတ်ရင် mobile phone နဲ့ပတ်သက်ပြီးလုပ်တဲ့လုပ်ငန်းလားပေါ့နော်ဆက်တဲ့ပြင်ကိုယ်လုပ်တဲ့ product ပေါ်မူတည်ပြီးတော့ကျွန်တော် hashtag နဲ့ရိုက်ရှာမှာဖြစ်ပါတယ်ကျွန်တော် brand တွေကိုနမူနာထားပြီးရိုက်ပြပေးမှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်ဒီ bandage ဆို hashtag bandage ဆိုတာလေးခံပြီးတော့ဆဆဆိုတာချက်နေလိုက်ပေါ့နော်နှိပ်လိုက်ရင်ကျွန်တော်ဒီအဲ့ဒီ bandage နဲ့ပတ်သက်ပြီးတော့တိတ်ဆုံးကကျွန်တော် video တွေပေါ့နော်ပြောရရင်တော့ပေါ်ယူရောက်ထားပြီးသား video တွေ bar ဖြစ်တဲ့ video တွေလူသုံးများတဲ့အဲကျွန်တော်ဒီတိတ်ဆုံးမှာဖြစ်နေတဲ့ video တွေဒီမှာတွေ့ရမှာဖြစ်ပါတယ်လက်လေးနဲ့ညာဘက်ကိုတစ်ချက်ဆွဲလိုက်ဆွဲပြီးသွားရင်ကျွန်တော်ဒီမှာ hashtag ဆိုတဲ့တဲ့ကိုတစ်ချက်ဝင်ရမှာဖြစ်ပါတယ်နော်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်ပါပေါ်ယူရောက်နိုင်တော့ hashtag တွေဒီမှာပြပေးထားရယ်ပေါ့နော်အဲ့ဒါဆိုကိုယ့်ရဲ့ video တစ်ပုဒ်ကကျွန်တော်ဒီ ဘာပဲဖြစ်ဖို့အတွက်ဆိုရင်ပေါ်ယူရဖို့အတွက်ဆိုရင်ဒီ hashtag တွေကိုတခြားလေးပြဿနာသုံးဖို့လိုအပ်တယ်ဥပမာကိုက bandit ဆိုင်အတွက်ဗီဒီယိုတစ်ပုတ်တင်တဲ့အခါမှာ hashtag ကိုအသုံးပြုမယ်ဆိုရင်အသုံးမပြုခင်မှာဒါမျိုးလေးလာရှာလို့ရတယ်ဒီမှာဆိုရင် bandit ဆိုရင် theme 9 medium post ဒီပါတုံးထားရေဘောနော်ဒီမှာဆိုရင် 88k post ဒီပါတုံးထားရဲဒီ hashtag အဲဖော်ယူရောင်းမဲ့ hashtag တွေဒီမှာအများကြီးတွေ့ရတယ်ဘောနော် bandit ဆို hashtag bandit ကိုအသုံးလို့ရတယ် hashtag bandit store ဆိုတာမျိုးကိုအသုံးလို့ရတယ်ပြီးတော့ရင်ကျွန်တော်ဒီမှာ bandit fashion bandit clothing စတဲ့ပြင်ပေါ့နော်ဗန်ဒစ်စတိုင်အများကြီးပေါ့နော်ဒီကဒါက for you for you ကိုကျွန်တော်ရောက်စင်နိုင်မယ် hashtag တွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်အပေါ်ဆုံးကဗန်ဒစ်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ ਆ ရင် payback ဘယ်လိုထားရမလဲဆိုတော့ဒီမှာ add to payback ဆိုတာလေးကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီဗန်ဒစ် hashtag band state ကိုကျွန်တော်ဒီ favorite တွေထားလိုက်ပြီပဲဖြစ်ပါတယ်ပေါ့နော် for you ရောက်နိုင်မယ် hashtag တွေကိုဒီမှာ favorite တစ်ခုချင်းညီလိုက်ပြီထားလို့ရပါတယ်ထားပြီးသွားပြီဆိုရင်ကျွန်တော်ဘယ်လိုကြည့်လို့ရမလဲပေါ့နော်ဒီမှာတစ်ချက်ကျွန်တော်ကျွန်တော်နမူနာပြပေးပါမယ် profile ရဲ့ကိုတစ်ချက်ဝင်ပါဝင်ပြီးသွားရင်ကျွန်တော် ီမှာဆက်ဆိုတာလေးကိုတစ်ချက်နေရမှာဖြစ်ပါတယ်ဆက်ဆိုတာကကျွန်တော်ဆေးလောက်ထားတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကိုတစ်ချက်နေရမှာဖြစ်တယ်အဲ့ဒါကိုတစ်ချက်နေပြီးတော့အညာဘက်အောက်နားလေးမှာနည်းနည်းဆွဲလိုက်တာနဲ့ဒီမှာ hashtag ဆိုတာလေးကိုတစ်ချက်ဝင်ကြည့်လို့ရပါတယ်ခုနကကျွန်တော်တို့ဒီ favorite ထားခဲ့တဲ့ hashtag ပေါ့နော်ဒီမှာကျွန်တော်နမူနာ၃ခု hashtag ထားပေးထားတာဖြစ်ပါတယ်ဒါကတော့အဖော်ယူရောက်နိုင်မဲ့ hashtag ပေါ့နော်လူသုံးများ hashtag တွေကိုဘယ်လိုမျိုးသွားရှာရမလဲပြီးတော့ favorite ဘယ်လိုထားရမလဲ ready made video တင်တဲ့အခါမှာဘယ်လိုအသုံးပြုလို့ရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးခဲ့ရတာဖြစ်ပါပဲ အသေးသေးပြောပြပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲဆင်မိမယ်လို့ထင်ပါတယ်เนาะအဲကျွန်တော်ဒီ TikTok နဲ့ပတ်သက်ပြီးတော့အတောင်းရာကြီးအသေးသေးပေါ့เนาะအဲ knowledge sharing အနေနဲ့ကျွန်တော်ရဲ့ဒီ account မှာပဲအဲနေတိုင်းလို့လို့တင်ဆက်ပေးတာဖြစ်တဲ့အတွက်အသိကျင်နေဆိုရင်ဒီ account ကို live follow လောက်ထားပေးဖို့လိုအပ်ပါတယ်ပြီးတော့ရင် share button နဲ့လည်းကူညီပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်เนาะ